အရှင်ပြားအနေနဲ့အခုလိုဘလို့လုပ်ဖြစ်တယ်ဘာကြောင့်ဆိုတာလေးကိုအဲကျေးဇူးပြုပြီးတော့ရှင်းလင်းတင်ပြပေးပါလားဒီကနေ့ပြီးတော့လာတော့အရှင်ပြားစီကအလူခံအရှင်ပြားဘုံမှာပုတ်ခတ်လာမယ်အရှင်ပြားဘုံမှာတိုက်ခတ်လာမယ်ဘာပါကြီးအရှိတ်ကြီးအောင်ဒီကိုရှင်းပြရဲ့နှလုံးသားဘလို့ဖြူတယ်တဘာဝိဒါဆရာကရှင်ဥဒ္ဓမတာရဗရဏဥဒ္ဓမတာရဘလူဆွမ်းဆောင်ရည်ရဲ့ဆိုတော့ များကြည့်အောင်ပြောပြပါဗျာဒီလိုပြောတာပူပေါ့မိုက်ကပြောပါဗျာ ်တူကိစ္စတော့ဒီတော့တတိထားမိတာတော့ဒီတော့ဒီကြမ်းကိစ္စတွေပြောတဲ့ခါကျတော့သူကဒီတော့ဘက်ကမှာဒီတော့ဖြည့်ဆင်းပြတာမျိုးပါတိုင်းပေါ်မှာပြောမှုပါတယ်။ဟုတ်အန်ဟုတ်အဲ့တော့အဲ့မှာစားပြီးတော့တတိထားမိတာပါလေ။ပြောတော့လူငယ်လေးဖြစ်တာရဲ့ဒီအသိဉာဏ်လေးဖြစ်တယ်ပါလေ။ကောင်းတယ်ကောင်းတယ်တော်တယ်တော်တယ်ဒီလိုပြောရဆိုတာဟုတ်တယ်ပြောရဆိုရရှိအောင် ဒီမှာဒီဘာလို့ဆရာတို့ပြားရဲ့ပရမညာနဲ့ဒီမိရှိတွေကြားနေတယ်ဆရာတို့စိတ်ကတောင်းဒီမှာဒီလေနောက်ပိုင်းသိရပါတယ်ဒီနေ့ဆုံးပြလာတော့တရားတော့ပြောပါဘယ်နည်းတော့ပါလဲဒီကနေ့ ဲ့ပေါ့တပည့်တော်ဆုံးဟုတ်တာဖြစ်သွားတလားတစ်ခေါက်တော့ပြီးတော့ကြွားလိုက်ချေလို့ပြန်ကြွားလိုက်ဒီတစ်ခေါက်တော့တင်ပါတင်ပါအဲ့တော့ကပြီးတော့ဒီရင်းကလေးနဲ့ပတ်သက်ပြီးတော့ကျေစည်ကြီးရွာပြီးတော့ရင်းကလေးပြကြိုက်အဲ့ဒါလေးညသုံးပိုင်းမှာဒီစားဖို့လုပ်နေတဲ့အချိန်ကြွားလိုက်ဒီတည်းနေကြာပြီးတော့ဝင်လာတော့ အဲ့တပည့်တော်ပြန်သွားတော့ပေါ့အရှင်များလည်းရှိတာတပည့်တော်မရှိဘူးလားဖြစ်တော့တော့စကိုင်းကပြန်လာတာလေမနေ့ကအဲ့ပြလိုက်တော့နေပါညာအဲ့နောက်ဟုတ်ပေါ့အဲ့ခေါက်ပြီးတန်းသွားတာဒီလိုရက်တာတည်းရှာမှမှန်ပြီအလုပ်ကများတော့လေဒီသူကတော့ဒီဒီတော့အခုကဲစေးကျွာနဲ့ပတ်သက်ပြောင်းပါမယ်အဲ့ဒီညတော့ဝင်ဆိုတော့အရာပတ်သက်တဲ့ ဖတ်တဲ့သူတွေနဲ့ပေါ့နော်ဒီချိတ်ဆက်ကြည့်အောင်သူတို့လည်းဝင်ပါကြအောင်ကိုယ်ကမှဆိုတော့ဒီမှာဒီမှာအဲ့တော့အဲ့ဒါနဲ့ဖတ်တဲ့ပြီးတော့သူကရောက်လာတယ်ဟုတ်ဟုတ်သူကတော့ဒီစိတ်ဝင်စားတယ်အဲတက်နိုင်တော့ရဲ့ဒီလိုမျိုးလူငယ်ဆိုတော့လည်းဟိုလူကြကြကိုပုံပြီးတော့စိတ်ဝင်စားတဲ့ဘောရှိအောင်လေအဲ့ဒါနဲ့ သူဝင်လာပြီးတော့ဒီလက်တနိုင်တဲ့လောက်ကုညီပါမယ်ပေါ့ဒီကဲစင်ကြီးကြွားနေပတ်သက်ပြီးတော့မှာပါနော်နောက်ပြီးတော့ဒီလက်ကတက်ဖို့ပြပါလေရရပါလေသူကတော့သူ့အကြောင်းအဒုက္ခမှာတရားစောင့်နေလွတ်ရရမသိပါဘူးခင်ဗျအင်းနောက်သူကလိုင်းမော်တက်တာသူတို့ရဲ့ပတ်သက်ရင်တော့သူကတော့ဒီပုံစံမှာတော့ဘာလို့အေးချမ်းမဖြစ်စေနေတဲ့ဘောလို့ ပြီးတော့နားလည်တယ်ဒီရေးတဲ့ဥစားကြီးရအောင်နော်ဒီလိုမျိုးကြီးဟိုအပြန်လမ်းဟိုပြည့်ပြောပြီးတော့ဘယ်လိုပေါ့ဘုံကြီးကျဲဟိုဘုရားဘာသာရှင်းရှင်းပါလိဘာသာကြီးနဲ့ပတ်သက်တဲ့ဟိုပြည့်ပြောနေတာမျိုးကြတော့မသိတော့ဘူးဆိုတဲ့ပုံမျိုးပါလိ လုံဖုံးလုံးကြီးကိုနားမနေဘူးပေါ့ဒီဘက်ကတည်းလုံထိုးလုံးကြီးနဲ့လုံတာပေါ့ဒါငញ្ញញရင်လုံလို့မရဘူးအခုကအရှင်များကိုယ်တိုင်ရှင်းပြီသူများဒီကိစ္စအောင်နောက်တာအခုအရှင်များကိုယ်တိုင်အဲဘလို့ဖြစ်ပြီးတော့အဲအရိယာမန္တန်မှာညာအိပ်ပြီးတော့ဒါတော့ဆွေးနွေးရတယ်အဲအဲ့လိုပေါ့ဥတ္တရိယာနဲ့ဘလို့ချိန်နေတယ်အခုအားလုံးကအရှင်များကိုဒါကုတ်ရလက်ဝင်ရှူလဲပျော်ပျော်အရှင်များဘလို့ရှင်းနိုင်လို့ဝင်ပြီးတော့ရှင်းလာတယ်ပျော်ပျော်အဲအဲ့လိုမျိုး တဘောင်းကြီးသာဆရာတော့ပါနေဆိုစာစာလာတာအရှင်ပြန်ပေါ်မှာကွနာမြားကြီးလာတော့မယ်ဆိုတဲ့သူကလူပြောနေရမ်းမှုပေါ့အဲ့နန်းနန်းတော့မနန်းအောင်လို့သူကတားတယ်အဲ့တော့အရှင်အဲ့ဒါဒီဖြစ်စဉ်ကြီးကိုပြောပြအဲ့ဒါဒီကိုကြားချင်တယ်ဒီတော့တရားပြတာလည်း23နှစ်ရှိပါတော့အဲ့တော့ဒီတော့ယောဂီကြီးတာပေါ့ စာချเสียလို့ဆိုရင်တော့စာတင်နာမွေးတာပြီးတော့ယောဂီဆိုတော့အဲလူတွေရောနောက်ပြီးတော့ဘုန်းကြီးဒီလာရှင်ရောပါလေတရားထုတ်တဲ့ဉာဏ်ရတော့ဒါဒီပြေတော့လည်းပတ်သက်တာပေါ့နော်တရားပြเสียတိုင်းလည်းဒီပြေတော့လည်းပတ်သက်တာပေါ့ဘာလို့လဲဒီလောကလည်းကျင်းကျင်းလေးရကြီးတာတိုင်းလည်းပတ်သက်နေတာပေါ့အဲ့တော့ဒီပြေတော့အနေနဲ့ကျတော့လည်းဒီလိုတာရဏပြုတ်ပေါ်ပြုတ်ပဲပေါ့နော်ဒါဒီလိုကတော့ ုဒုရိယလို့ကုဒလာပြောတော့နောက်ဆရာလေးတွေပေါ့ဒါတွေကတော့နောက်မှအဲဒီတရားထုတ်ကြတယ်ဘုန်းကြီးဝေကြတယ်ဒါနာပြုကြတယ်ပေါ့လေအဲ့တော့သူတို့နဲ့ဆက်သက်လာရင်ပြီးတော့မှလည်းဒီဒီကိုနေတဲ့ပေါ့နော်ဆောက်ရှောက်မဲ့တာဝန်ရှိရလို့ပြီးတော့နားနေပါတယ်လေဟိုလက်ကွဲခေါ်ရမယ်ပေါ့လေဒီပြီးတော့လည်းဒီလိုပဲကိုကြီးပြောခေါ်ခဲ့တဲ့လူတွေရှိခဲ့လို့လည်းပြီးတော့တာနာပြုလို့ရပါတော့ဗျာဒီထဲမှာပြပါမှာပေါ့ အတိုင်းတိုင်းနောက်ချက်ကတော့ပြောရတော့ကိုယ့်ရဲ့ပြစ်စုံပံနဲ့အတိတ်ကံကိုပဲသဘောထားပါလေဗျာကိုလည်းလူ့ဘဝတည်းကပြိမာနဲ့ကောင်းမြင်ခဲ့တော့ဘယ်ဘယ်ကြီးမှလည်းကောင်းမြင်ခဲ့ကိုယ့်ဘယ်ကြီးလည်းဒီလိုပဲပြန်ပြီးတော့ခံရတယ်ပေါ့ဒီစားတယ်ပေါ့အဲ့တော့လေဘာမှစိတ်ထဲမှာမထားပါဘူးဗျာဒီလိုနဲ့အဲတခုဘုဒ္ဓရိယာနဲ့ပတ်သက်ရင်တော့ရောက်တော့ဥမာဒီလိုရောရားရဲ့တရားစကံဆရာပြည့်တယ်နဲ့လို့မျိုးတွေတော့ဖွင့်ပါတယ် အဲ့ဒီမှာသူစပြီးတော့ရဟဝင်းနဲ့ရောက်လာတာပေါ့နောက်လာကြီးဆိုတာနောက်လာကြီးဆိုတာမင်္ဂလာတုံးကလောင်းလုံးဩဆရာဝကြီးရဲ့ကြောင်းလောင်းကြောင်းအခုဒီတီဗီကကြောင်းပြတော့ကြီးမှန်ပါတယ်အဲ့ဒီမှာသူရဟဝင်းနဲ့ရောက်လာတယ်သူပြောတော့ပြောနားလေတဲ့ပေါ်လာတော့လေသူကသူဟိုတော့တာနာပြည့်ချင်တယ်ပေါ့လေ သူရဲ့ဘဏဝန်တော့အကူကဥတ္တရိယဘဏဝန်လားအစမ်းတော့ပဲဖြစ်တယ်ပြီးတော့အဲ့ဒါရောင်ဒီစာကြီးမမှန်ဘူးတရားစမ်းလာဝင်လာမဟုတ်ဘူးညာပြောနားရအောင်လေပြီးတော့ဒီမှာတရားစမ်းလာဖွင့်လဲဆိုတော့ဒါဝင်လာပြီးတော့မှဒီပြတော့ဒီဥတ္တရာပြုကျင်တဲ့အကြောင်းလျှောက်တဲ့ပုံပါလေဟိုပြောဟောမယ်ဒါမှပြုမယ်ပါနော်သူမှဒီဒီနားလဲတာလေးကိုပြောဟောကျင်တယ်ဆိုတော့စိတ်ဆန္ဒပြည့်ပြတ်အောင်ပြီးတော့သိပါတယ်ပြီးတော့ သူသူရဲ့စကားအနေထားရတယ်ဒီပေါ့ပြောဟုတ်တယ်ဆိုရင်အခုလိုမျိုးပေါ့လေတိုင်တော့ခံပဲပြန်လာချခံပဲဒီလိုမျိုးတွေနဲ့ပြီးတော့ရေးပြီးတော့မရောဘူးပေါ့လေဒီမှာဒီပြီးတော့လောက်တာကိုလေးတာကိုအဲ့ဒီပုံမျိုးပဲပြီးတော့ပြောပြရဲ့ပြီးတော့တေးချမ်းမမှတ်ပြီးတော့ပေါ့ဗျာကြာကြာဆိုတော့လေဒီမှာအဲ့တော့ပြီးတော့လူတွေကလူတွေပဲဖြစ်ဖြစ်ပေါ့အကုန်လုံးကရောနေကြတယ်အခုချက်ချင်းတော့မလေးလာဘူးပေါ့ ဟိုမလုတ်ခင်လေးလာတင်တာပါနော်ဟိုဒီလိုနဲ့ပတ်သက်ရင်ဒီလိုအကြောင်းကိုဒီလိုအွန်လိုင်းအနေနဲ့မဟုတ်ဘဲနဲ့ပေါ့မြေပြင်မှာပါလေးလာတင်တာပေါ့မြေပြင်မှာလုတ်နေတာတွေလည်းအများကြီးရှိရပါဘူးဒီမှာအဲ့လိုပါသူ့ကိုလည်းအဲ့ဒီပုံမျိုးပြောတာဟိုလေးလာနေခြင်းပဲသူကအရန်တော့တဲ့အခါကျတော့အဲ့ဒီမှာဟိုသူဖတ်သွားတယ်ပေါ့လေအဲ့တော့အဲနောက်ပိုင်းကျတော့ဒီလိုဒေတာတွေတီထောင်နေတရားတွေခေါ်တယ်အဲ့ဒါတွေကြားပါတယ် ဒါပေမဲ့ဒီလိုအရင်လေကိုယ်လုံးနဲ့ကိုယ်ရှုပ်နေတော့သူနဲ့ဘာမှအိမ်ပေါ်မဖြစ်ဖြစ်ပါဘူး။တစ်ခေါက်ကတော့တန်ရင်မှာတရားနာဖို့ပဲပေါ့။အဲ့ဒါလည်းတပည့်တော်ရဲ့ယောဂီတွေကလည်းတပည့်တော်ကဘာတရားဥစ္စာကတော့လွတ်လွတ်လပ်လပ်နေလေ။ဘယ်ဘလူပဲဘယ်စကန်သွားဖို့ဝင်ပေါ့နော်။အဲ့လိုဒိတာဆရာလေးတွေပေါ့အဓိကအဖြစ်ဆရာလေးတွေယောဂီတွေပေါ့ဒကာမတွေပေါ့သူကအဲ့လိုမျိုးအထူးဆန်းဆိုပုံပြီးတော့စိတ်ဝင်စားတယ်။ဘယ်ဆရာတော့ဘလူတရားဟောတယ် တရားတရားရနေပြီပေါ့လေအဲ့လိုမျိုးကစေဝနာတော့ဒီဘာတရားတောင်းလည်းပြင့်ကျင်နေဆိုတော့ဒီလိုနေနေရတော့ဟိုလက်ခံပြရပါဘူးလက်ခံရဲ့ဆိုတော့ကိုယ်တိုင်သိစေခြင်းသိစေတော့ပါဗျာဟိုတစဉ်စကားတဲ့ဆိုင်ပေါ့ကိုယ်စီကိုရောက်လာတယ်ဘယ်လိုတွေတရားတွေဟောသွားတယ်ဟောလာတဲ့အခါကျတော့ဒီလိုကကိုယ်နဲ့ပတ်